မင်္ဂလာပါရှင်ကစ်တင်ညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါတော့မယ်ရှင်ဗီဒိုအာနာအသုံးချမှုတွေကိုကန့်သက်ပေးရေကုလသမဂ္ဂကိုစင်ကာပူကတောင်းဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ဗီဒိုအာနာတစ်ဖက်သက်အသုံးချမှုတွေကိုထိန်းသိမ်းကုကေဖို့ ပုံပြီးပွဲပြားစုံလင်တဲ့စုဖွဲ့မှုတွေကိုကိုစားပြုနိုင်အောင်ပြင်ဆင်ဖွဲ့စည်းဖို့ကုလသမဂ္ဂကိုစင်ကာပူအစိုးရကတိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံမှာစင်ကာပူနိုင်ငံသားရေးဝန်ကြီး BBN ဘာလက်ဂရစ်ရှန်နယ်ကမိကွန်းပြောခဲ့ရမှာကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်၅နိုင်ငံတွေကသာဗီဒိုအာနာ30ခွင့်ရရှိတာကိုပြင်ဆင်ပြောင်းလဲဖို့လိုနေပြီလို့ထောက်ပြသွားခဲ့ပါတယ်။ လာသမ်ကရဲ့ဖွဲ့စည်းပုံအရနိုင်ငံတကာအကြက်တဲတွေနဲ့ပတ်သက်တဲ့အဆိုတွေကိုဗီတိုအာနာပိုင်၅နိုင်ငံဖြစ်တဲ့အမေရိကန်တရုတ်ရုရှားဗြိတိန်နဲ့ပြင်သစ်တို့တွေကတနိုင်ငံကကန့်ကွက်ယုံနဲ့ပယ်ပြတ်နိုင်ပါတယ်ကမ္ဘာကြီးရဲ့နေရအနှံ့ပြားမှာ ပြိပခတွေပုံမကျပြန့်လာတဲ့မျက်မှောက်ကာလမျိုးမှာဗီဒိုအာနာသုံးဆွဲမှုတွေကလည်းပုံမများပြလာနေရလို့ဝန်ကြီးကခုလိုပဲပြောပါရယ် မကြသေးခင်ကတည်းကဂါဇာမှာအပြည့်အခက်ရစဲရေးဖိအားပေးပုံအစိုးတစ်ခုကိုအမေရိကန်ကဗီတိုအာနာသုံးပြီးပယ်ချခဲ့ပါတယ်။ဗီတိုအာနာသုံးဆမှုအကြိမ်ရေပိုတိုးလာနေကြောင်းဒါပေမဲ့အဲ့လိုလုံပိုင်ခွင့်အသုံးချမှုတွေကိုကတ်သက်ဖို့လည်းလိုနေပြီဖြစ်ကြောင်းသူကဆိုလိုပါတယ်။လုံးကြောင်ရင်ကောင်စီမှာဗီတိုအာနာအသုံးပြုလာတဲ့အခါတနိုင်ငံချင်းစီကဆုံးဖြတ်တာမျိုးမဟုတ်ဘဲနိုင်ငံအရေးအတွက်ပိုပြီးကြက်ကြက်ပြက်ပြက်ပါဝင်တဲ့အခြေအနေမျိုးမှာမှာ အဲ့ဒီလုပ်ပိုင်ခွင့်ကိုအတုံးပြုခွင့်ရှိနိုင်မယ်ဆိုတာမျိုးပြင်ဆင်ပြောင်းလဲမှုတွေစဉ်းစားသင့်တယ်လို့ဘလဂရေရှန်နန်ကခုလိုပဲပြောဆိုပါတယ်သူကကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အရေးပေါ်မှုကိုအတိအမှတ်ပြုခဲ့ပေမဲ့ကုလသမဂ္ဂကိုပို့ပြီးအကောင်နဲ့ဆွမ်းဆောင်နိုင်တဲ့အစိုးရဘက်တခုဖြစ်လာစေဖို့အတွက်ဆိုရင်စုံလင်ကျပြန့်နဲ့စည်စည်းမှုနဲ့လိုအပ်နိုင်မယ်လို့ထောက်ပြခဲ့ပါတယ်။ပြီးတော့ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီနဲ့အထွေထွေညီလာခံကြားမှာ ပို့ပြီးအကောင်နဲ့ကျိတ်ဆက်မှုမျိုးလိုအပ်တယ်လို့လည်းဝန်ကြီးကခုလိုပဲမှတ်ချက်ပေးသွားပါတယ်လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အရှိတရားတွေကိုကောင်တွယ်နိုင်ဖို့ဆိုရင်ကိုစားပြုမှုတွေကိုပုံမိုကျေပြန့်နဲ့ပုံမိုစုံလင်တဲ့ကုနာတပ်ကမျိုးကိုကဘာကြီးကလိုအပ်နေပြီလို့သူကအခုလိုပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်နောက်တစ်ပုတ်အနေနဲ့အာရှလန်ပြန်ဖွင့်နိုင်ရင်ကော့ဂရိတ်တွင်စစ်တပ်နှင့် BGF ကပူးပေါင်းစစ်ကြောင်းထိုးနေပြီးတိုက်ပွဲများဖြစ်ပွားနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်တွင်အာရှလမ်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်အကြမ်းဖက်စစ်တပ်က BGF နှင့်ပူးပေါင်းပြီးစစ်ကြောင်းထိုးနေရာကြောင့်တိုက်ပွဲဖြစ်ပွားနေကစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်ရရှိမှုရှိနေကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ကခုလိုပဲပြောကြားထားပါသည်ရှမနီစတေမာလာ28ရက်နေ့ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်းအမ်ပါဂျီကျေးရွာရွာဘက်သို့အကြမ်းဖက်စစ်တပ်နဲ့စောချစ်သူလက်အောက်ခံ BGF ဖွဲ့ တက်နယ်သုံးတပ်ဖွဲ့ဝင်များပူပေါင်းပြီးစစ်ကြောင်းထိုးလာသည်ဖြင့် KNLA ပူပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒါပြင်ကော့ဂရိတ်မြို့အခြေဆိုင်ခလာရ69တရင်ကလက်နက်ကြီးများနဲ့ပြည်သူများနေထိုင်ရာကျေးရွာအတွင်းသို့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကျေးရွာသူကျေးရွာသားများထိခိုက်မှုရှိကြောင်းသိရှိရပါသည်စစ်တပ်ကအာရှလန်ပြန်ဖွင့်ဖို့တဲ့ဘူချစ်တူလန်အောက်ခံတနေသော BGF တပ်ဖွဲ့တွေနဲ့ပူပေါင်းမီကော့ဂရိတ်မြောက်ပိုင်းကမိုင်ကုန်း MPG ရွာတွင် ဘတ်တွေကိုစစ်တောင်းနေဝင်လာနေလို့မနေ့ကစက်တင်ဘာလ28ရက်နေ့မှာ KNL တပ်တွေနဲ့တိုက်ပွဲဖြစ်ပါတယ်။ Concrete ခလာရ60ကွန်တက်ကလက်နက်ကြီးတွေရွာတွေပတ်ပြစ်ထုတ်တာမှာရွာသားတွေထိခိုက်မှုရှိလို့ KNU စေယုံစီကိုပို့ရတယ်လို့ခရင်စည်ရင်သတင်းမြစ်ကခုလိုပဲပြောဆိုထားပါတယ်။ ကရင်နယ်ကြားစောင့်တန်း BGF ကစစ်တပ်နဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးတဲ့အပြင်စစ်တပ်ရွေးကောက်ပွဲအတွက်ပြည်သူများကိုမဲတဲ့ရမယ်လို့ BGF ကလိုက်လံချင်းချောင်းနေကြောင်းသိရှိရပါတယ်။ရမန်နေ့စက်တင်ဘာလ28ရက်နေ့ကော့ဂရယ်မြို့နယ်နဘူအုပ်စု Working and ဘုံကြီးကျောင်းတွင် BGF စစ်သား90ခန့်လုံခြုံရေးယူကရွေးကောက်ပွဲမဲတဲ့နေတရုတ်ပြောင်းမှုကိုလှုံ့ဆော်ခဲ့ကြကြောင်းရွာသူရွာသားများအနေနဲ့စစ်မရှောင်ဘဲရွေးကောက်ပွဲတွင်မဲတဲ့ရမယ်လို့ချင်းချောင်းစီယုံလျက်ရှိကြောင်းသိရှိရပါတယ်။ ဘိုချစ်တူ BGF တပ်ဖွဲ့မှပါလာတဲ့ကရင်စစ်သားတွေကရွာသားတွေကိုဘဲမစစ်မရှောင်ဖို့ရွာမှာပဲနေကြဖို့စားသောက်စရာတွေကိုသူတို့ပေးမယ်ဆိုတာမျိုးစီယုံပြီးပြောပါတယ်။မနေ့ကနဘူးအုပ်စုဝဲကင်းအန်ရွာမဘာသာပုံကြီးကျောင်းတွေမှာရေကောက်ပွဲထဲနေတရုတ်ပြတာတွေကို BGF အင်အား90ကျော်လုံခြုံရေးယူပြီးလုပ်နေပါတယ်။ဒေသငြိမ်းချမ်းမှုရေကောက်ပွဲတွေကိုမဲထည့်ရမယ်ဆိုပြီးကျွရရင်စတိုက်မဲတဲ့နေတင်ပြက BGF ကစီယုံနေပါတယ်လို့ကရင်စစ်ရေးသတင်းမြစ်ကခုလိုပဲရှင်းပြထားပါတယ်။ ကရင်နယ်ကြားစောင့်တဲ့ PGF ကစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးကိုညင်ဆောင်ရွက်ပေးမယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။မြန်မာနိုင်ငံသားများအော်တိုဘာလာတရနေ့မှစတင်ပြီးဗီဇာမလိုပဲမလေးရှားနိုင်ငံသို့၁၄ရက်သွားရောက်လည်ပတ်ခွင့်ပြုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာဆီယံဖွဲ့ဝင်မလေးရှားနိုင်ငံမြန်မာနိုင်ငံသားများ ဗီဇာမလိုပဲမလေးရှားနိုင်ငံသို့၁၄ရက်သွားရောက်လည်ပတ်ခွင့်ပြုလိုက်ကြောင်းရန်ကုန်အခြေစိုက်မလေးရှားတန်ယုံကတရားဝင်သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။လာမယ့်အောက်တိုဘာလ၁ရက်နေ့မှစတင်ပြီးမြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်ကင်ဆောင်ထားသူများအနေနဲ့မလေးရှားနိုင်ငံသို့ကာလတိုလည်ပတ်မှုအတွက်ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်းအဆိုပါဗီဇာကင်းလွတ်ခွင့်တွင်မလေးရှားနိုင်ငံအတွင်းရပ်ပေါင်း၁၄ရက်နေထိုင်နိုင်ကြောင်းမလေးရှားတန်ယုံကအခုလိုပဲဆိုပါတယ်။ ဗီဇာကင်လွန်အစီအစဉ်ဟာမလေးရှားနိုင်ငံအတွင်းသို့တေချာပတ်ဝင်ရောက်ခွင့်ရရှိမည်ဟုအမှားခံခြင်းမဟုတ်ဘဲမလေးရှားလူဝင်ကြီးကြပ်မှုရေးအရာရှိရဲ့သဘောတူညီခွင့်ပြုချက်ပေါ်မူတည်နေကြောင်းသိရှိရပါတယ်။အသွားအပြန်လေရင်လက်မှတ်ဟိုတယ်ဘုတ်ကင် ရှိုမန်နီမလေးရှားကို လာရောက်တဲ့အကြောင်းအရာကိစ္စတွေ တေကြေကြကြစီစစ်မဲ့အခြေအနေရှိရပါမယ်မြန်မာနိုင်ငံသားတိုင်းဗီဇာမလိုဘူးဆိုပေမဲ့သူတို့ဘက်ကတော့တေကြကိုစီစစ်မှာကတေကြပါတယ်တကယ်သွားလာမဲ့သူတွေကတော့ခုနကပြောတဲ့လိုအပ်ချက်တွေကိုတေကြပြင်ဆင်ပြီးသွားတင်ပါတယ်လို့ရန်ကုန်ခြေစိုက်မလေးရှားတိုင်းနဲ့စင်ကာပူနိုင်ငံတို့ခီးသွားဝန်ဆောင်မှုပေးနေတဲ့ခီးသွားကုမ္ပဏီတခုကခုလိုပဲသုံးသက်ပြောဆိုထားပါတယ်မလေးရှားနိုင်ငံဟာလောကလာစာမြန်မာခြင်းကြောင့်မြန်မာနိုင်ငံသားများတရားဝင်နဲ့တရားမဝင် လမ်းကြောင်းအမျိုးမျိုးနဲ့တွားရောက်အလွတ်လောက်ကိုင်းနေကြသောနိုင်ငံတစ်ခုလည်းဖြစ်ကြောင်းသိရှိရပါတယ်။ဆလဘီစစ်ကောင်စီရွေးကောက်ပွဲကန့်ကတ်ကြောင်းချင်းညီနောင်ကပြောကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအားစန့်ကျင်ကပ်ွက်ကြောင်းချင်းညီနောင်အဖွဲ့မှစတင်မာလာ25ရက်နေ့တွင်ထုတ်ပြန်ပြောဆိုထားပါတယ်။ချင်းပြည်နယ်အတွင်းမှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပပင်ဟုပြောဆိုထားတယ်လို့ ချင်းညီနောင်အဘွဲထင်းကျုပ်တန်းသောဒေတာများတွင်တားမြစ်သွားမည်ဟုချင်းညီနောင်ကခုလိုပဲဆိုပါရင်တန်တလန်ဟာကာဖလန်တီးတိန်နဲ့တွန်းဆန်မျိုးနယ်တွေမှာရွေးကောက်ပွဲပြုလုပ်သွားမည်ဖြစ်ပြီးပလက်ဝါကန်ပလက်မင်းတက်နဲ့မတူပီမျိုးနယ်တို့တွင်ရွေးကောက်ပွဲမလုပ်ကြောင်းစစ်ကောင်စီကကြေညာထားပါရင် ချင်းကြီးနောင်အဖွဲဟာချင်းပြည်နယ်မြို့နယ်ကိုကူရဲကမတူပီမြို့နယ်မင်းတပ်မြို့နယ်ကံပလတ်မြို့နယ်ကျင်တွေးမြို့ပလန်းမြို့တို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားခြင်းဖြစ်ပါတယ်စစ်ကောင်စီကပြည်သူလူထုသဘောစန္ဒမပါဝင်ပဲတရားမဝင်ရွေးကောက်ပွဲအားဖန်တီးပြုလုပ်နေခြင်းမှာဒီမိုကရေစီစနစ်ကိုဆန့်ကျင်ပြီးပြည်သူလူထုရဲ့အကျိုးချအာဏာကိုအတည်အရမရယူရန်စူးစမ်းနေခြင်းဖြစ်ကြောင်းချင်းကြီးရောင်ကခုလိုပဲဆိုပါတယ် ဒါကြောင့်စစ်ကောင်စီရဲ့အတူအယောင်ရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီဝင်များလွှတ်တော်ကိုယ်စားလှယ်များနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရန်စီရင်ကူညီဆောင်ရွက်ပေးတဲ့မိသူမဆိုချင်းညီနောင်အနေနဲ့ပြည့်ပြည့်တသားအရေးယူဆောင်ရွက်သွားမည်ဟုထုတ်ပြန်ကြေညာတဲ့တွင်ပြောကြားထားပါသည် စစ်ကောင်စီရွေးကောက်ပွဲကိုကျင်းပအောင်အနေနဲ့မြန်မာတနိုင်ငံလုံးရှိမိဘတော်လန်ရဲ့အဖွဲ့အစည်းများနဲ့ပူးပေါင်းလက်တွဲကဆက်ကျင်သွားမည်ဖြစ်ပြီးနိုင်ငံတကာအဖွဲ့အစည်းများကလည်းစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်းမပြုကြရန်မြစ်တာရက်ခံကြောင်းခုလိုပဲဆိုထားပါဗျာတော်လန်ပြည်သူလူထုများအနေနဲ့အာဏာသိမ်းစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန်ချင်းညီနောင်အဖွဲ့ကလည်းအခုလိုသတင်းထုတ်ပြန်လိုက်တဲ့အကြောင်းသိရှိရပါတယ်ရှင်